ကျွန်တော်ပါတီအနေနဲ့2025ခုနှစ်မတ်လ28ရက်နေ့မှာစတင်ခဲ့တဲ့ပြည်တံငလင်ကြီးရဲ့နောက်ပိုင်းမှာကျွန်တော်အများအားပြောနေသလိုပဲခါရဒါနလူတူးကြီးစီအတွက်လောဘတော့ပစ္စည်းများအလူဒါနတွေးလူဒါချင်းဒါနလောဘပိဒါနစသည့်လုပ်ငန်းများဆောင်ရွက်နေစမှာပဲကျွန်တော်ဒီလချောင်းနေမယ့်ပိုင်းမှာဒီငလင်တန်ကာလအတွင်းအပူရှင်ကလည်းအတော်မြင့်လာတယ်ဗျအဲဒီကာလအတွင်းမှာမြန်မာရဲ့ကရင်စီရေးလမ်းကြောင်းလူမျိုးတွေအတွက်တာဝန်ထမ်းဆောင်နေတဲ့ရင်းနှီးတပ်ဖွဲ့ ထို့နဲ့ပူးတွဲတားဆောင်နေတဲ့မြန်မာတပ်မတော်ကဖွဲ့စည်းများစတာတွေကိုလူနာဖို့အတွက်ကျွန်တော်တို့အစီအစဉ်တခုစီမံဆောင်ရွက်ပါတယ်။အဲ့ဒီအစီအစဉ်ရပဲအဓိကထားတာကတော့နေပြည်တော်မှာရှိတဲ့မြန်မာနိုင်ငံရတဖွဲ့ရင်ဒင်းရတဖွဲ့ကုကမှုအောင်မြို့နယ်ရှိမြို့နယ်မှာရှိတဲ့နေရာသီးသီးမှာဖြန့်ခွက်တာဝန်ယူနေတဲ့ရင်ဒင်းတပ်ဖွဲ့ဝင်တွေကိုတာဝန်ထမ်းဆောင်စဉ်စာပြေစားနိုင်အောင်ရေတံဘူးတွေ riot ဒီလိုအေးဘူးတွေပေါမုတ်တွေဒီကိုကျွန်တော်တို့စီမံဆောင်ရွက်ပါတယ်ဒီနေ့မနေ့စောစောပိုင်းမှာပဲ ဇေယတိတိမြို့နယ်ပုပ္ပတိတိမြို့နယ်ဥဒရတိတိမြို့နယ်မှာရှိတဲ့နေရာအသီးသီး point သီးသီးမှာပေါ့ဗျာတာဝန်ထမ်းဆောင်နေတဲ့ရင်းနှီးတပ်ဖွဲ့ဝင်များပူတွဲတာဝန်ထမ်းဆောင်နေတဲ့တပ်မတော်သားများနေပြည်တော်ရဲတပ်ဖွဲ့ဝင်များကိုကျွန်တော်တွားရောက်တွေ့ဆုံလူထမ်းမှုပြုခဲ့ပါတယ်ရှင်းပြနေလုံးတွားနိုင်မှုအတွက်ကျွန်တော်တို့မှာခြားတော့လုတာပူတွေကြောင့်ဆက်မတော်တော့ဘဲနဲ့စပုတ်တိမြို့နယ်မှာရှိတဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့ရင်းတိန်ရဲတပ်ဖွဲ့မှုရုံးကိုတွားရောက်ပြီးတော့ရင်းနှီးတပ်ဖွဲ့မှုနဲ့တွေ့ဆုံပြီးအဲ့မှာရှိတဲ့တာဝန်ထမ်းဆောင်နေတဲ့ ရင်းနှီးတပ်ဖွဲ့ဝင်များတွေ့ဆုံနှုတ်ဆက်ပြီးတော့လူမှုကျန်းနေတဲ့6ပြည်ဆိုင်အိမ်50ရေတန်းကတရား priority အေးက300နဲ့ပေါ်မှုတို့300ကိုလူရန်ခဲ့ပါတယ်ပြီးတော့စကားတွေလည်းကျွန်တော်တို့ပြောခဲ့ကြပါတယ်ကျွန်တော်နိုင်ငံတာဝန်ထမ်းဆောင်စင်မှာတပ်မတော်မှာတာဝန်ထမ်းဆောင်ခဲ့ဘူးသလိုမြန်မာနိုင်ငံရဲ့တပ်ဖွဲ့မှာလည်းတာဝန်ထမ်းဆောင်ခဲ့ဘူးပါတယ်ဒီအကြောင်းတွေဝင်တဲ့အတင်းတင်းတင်းသလိုကျွန်တော်လုပ်ဖို့ကံပေးတဲ့ကိုဝန်ထမ်းတွေရဲ့ဘဝကိုနားလည်အောင်ဆိုပြီးတော့တွေ့ခဲ့ကြုံခဲ့တဲ့ဝန်ထမ်းတွေရဲ့ အခြေအနေတွေကိုကျွန်တော်ပြောပြပါမယ်။မြန်မာနိုင်ငံရဲ့တပ်ဖွဲ့မှာလည်း branch တွေကအများကြီးရှိတယ်ဗျ။ဒီနေ့မှမှကျွန်တော်တို့ဒီနေ့လူရန်နဲ့ရင်းနှီးရဲ့တပ်ဖွဲ့နဲ့ပတ်သက်ရင်ဥပမာဗျာရင်းနှီးတပ်ဖွဲ့ဝင်အမျိုးသားသို့မဟုတ်အမျိုးသမီးတူဟာသူတာဝန်ကျတဲ့နေရာတစ်ခု point တနေရာမှာအင်အားရမနေ့6နိုင်ရနေပြီးတော့နေ့နေ့6နိုင်အထိတာဝန်ယူကြရတယ်။တခါတခါလည်းအချိန်တွေလိုအပ်ချက်အရည9နိုင်7နိုင်9နိုင်10နိုင်စသဖြင့်ဒီထိ ရောက်သွားပါလား။အဲ့တော့ခဲလို့စဉ်းစားကြည့်ပါ လူသားတယောက်အနေနဲ့ယူတပေါင်းပြည့်စုံဝတ်ထားတယ်တက်ခိုင်ဖနာ compact wood ဆိုခေါ်တဲ့ဖနာကြီးတွေကိုတနေကုန်စီးထားတယ်လူတယောက်ရဲ့ကျမ်းမာရေးကိစ္စအစပေါ့ဗျာတော့လာတော့ကိုင်ရစသဖြင့်ဒါတွေကလူပုံလဲမှာနေရတော့လွယ်လွယ်ကူကူတော့လည်းမဟုတ်ဘူးပေါ့နော်စာရေးတော်ရရစအနေငယ်အခက်အခဲရှိနေပါတယ်နိုင်ငံတော်အစိုးရနဲ့တက်ဆိုင်ရာဝန်ကြီးဌာနကလည်းဒီဝန်ထမ်းတွေအတွက်လူလေသေးမရှိစီမံဆောင်ရွက်ပေးမှုတွေကျွန်တော်ကြားရပါတယ်တွေ့လဲတွေ့နေပါတယ်ဒါပြပြပြောင်းလဲနှိမ့်ချစီမံငင်းတွေကိုလည်းဆွဲပြီးတော့ကျွန်တော်တို့ ဆောင်နေပါတယ်ဒါတွေကိုဘယ်လိုပဲဖြစ်ဖြစ်နိုင်ငံတော်ကိုချစ်တဲ့စိတ်အဖွဲ့အစည်းရဲ့ပေးရတဲ့တာဝန်ကြီးမွန်စွာထမ်းဆောင်တဲ့စိတ်နဲ့ကနေ့ဝန်ထမ်းတွေတာဝန်ထမ်းဆောင်နေတယ်ဆိုတာကိုကျွန်တော်ကဖော်ပြလိုခြင်းရအဓိကပါကျွန်တော်တို့ဝန်ထမ်းတွေကိုနားလည်ကြဖို့လိုပါတယ်သို့တော်လည်းပဲလူတွေနဲ့ဖွဲ့စည်းထားတဲ့ဖွဲ့စည်းဖြစ်တော့ချို့ချို့မှလည်းအချွင်းအာဏာချက်တွေရှိကောင်းရှိမှာပေါ့ဗျာဒါပေမဲ့ခုနကျွန်တော်ပြောတဲ့အချက်တွေနဲ့နှိုင်းယှဉ်ပြီးတော့လူတယောက်ကဝိစုံပြည့်နဲ့ကွန်ပက်ဘူးလို့ခေါ်တဲ့ဖဏလက်ရှိကြီးတွေစီးပြီးတနေ့ကိုတနေ့ရက်ထဲမှာ ရီမိုးဆောင်ရက်ပြီးတော့ဆစ်ဆက်မပြတ်သွားလာတဲ့ရင်ကြောတွေလူတွေကိုထိသိမ့်တဲ့လုပ်ကိုကိုယ်တိုင်ဝင်လုပ်ကြည့်ပါအိမနာမတောင်းဝကြည့်ပါတယ်ဒါလေးကိုကျွန်တော်သိစေချင်တာပါဒါကြောင့်ဒီနေ့အလှူဒါနအတွက်အားလုံးကိုကုသဒါနအမျှဝေအပ်ပါကြောင်းနဲ့မြန်မာနိုင်ငံရတဖွဲ့ယင်းဒီတဖွဲ့ဝင်များအားအထူးလေးစားကိုယူအပ်ပါကြောင်းပြပြရပါတယ်ခင်ဗျာပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်ကြီးအတွရှိတည်တံ့ခံပြပါစီ